ဟုတ်ကဲ့ဤနဲ့အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ခုမေးလို့တာကတော့ဒီဥက္ကရာကြီးတို့ဟိုထုတ်ပြန်ထားတဲ့ရေကောက်ပဲခြင်ညာစာတန်းကိုဥက္ကရာကြီးတို့အနေနဲ့ခုဟိုလွတ်တော်တဲ့ဟိုရောက်သွားတဲ့အခါမှာဘလောက်အကောင့်ထဲရာဂိုင်းလုံးနဲ့ဖော်ဖို့ရည်ရွယ်ချက်ရှိပါတယ်လဲဆိုတဲ့မေးခွန်းအနေနဲ့ဖြစ်ပါတယ်နောက်တစ်ခုကတော့လွတ်တော်ရဲ့ဟဲကိုခုပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်ကြီးတန်နိုင်ငံလုံးမှာ အဲနဲ့နှစ်ယောက်လို့ကျွန်တော်သိရပါတယ်အဲ့ဒီကိုယ်စားလှယ်လောင်းနေရောပါတီရုံးနေလဲ100ကျော်140ကျော်ဖွင့်ထားပြီလို့ကြာအဲ့ဒီကိုယ်စားလှယ်လောင်းနေရ9ဒီဖြစ်စေရှုံးဒီဖြစ်စေနားနေတာကာလရက်ဟိုရက်ပေါင်းဆိုရင်တော့1800ကျော်ပေါ့နော်လပြင်60လောက်မှာကျွန်တော်တို့သက်ဆိုင်ရာမဲဆန္ဒနယ်ကလူတွေနဲ့ဆက်ပြီးတွေ့ပြီးမှလာအနေအဆုံဆက်ပြီးတော့ရက်60ကိုဒီကိုယ်စားလှယ်လောင်းနေရောပါတီဝင်နေရောဟာ ဆက်ပြီးတော့အဲ့လိုမျိုးတွေ့ဆုံမေးမှလားအခက်ခဲတွေကိုတင်ပြခွင့်ရမှလားဆိုတာကျွန်တော်သိလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါရှင်ဟိုခုနကကျမလေးပြောခဲ့တဲ့အတိုင်းပဲကျမတို့ကအဲမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်နဲ့သွားမဲ့ပါတီဖြစ်တဲ့အတွက်ဒီမူဝါဒတွေကမိုးပေါ်ကကြတာကြလာတာမဟုတ်ပါဘူးရှင်ဒီမူဝါဒတွေကပြည်သူလူထုရဲ့အတန်အဝန်နားထောင်ပြီးတော့မှဒီပြည်သူလူထုရဲ့အခက်ခဲတွေလူအင်ဆန္ဒတွေကိုကျမတို့သိရှိအောင်ကြိုးစားပြီးတော့မှအခက်ခဲတွေကိုဖြေရှင်းမယ် အဲပြီးလို့ရှိရင်ပြည်သူရဲ့မျှော်လင့်ချက်တွေစံတာတွေကိုကျွန်တော်တို့အကောင့်ထဲပေါ်ပေးဖို့လို့အတွက်မူဝါဒတွေချမှတ်မှာဖြစ်ပါရဲ့ရှင်။အဲ့လိုချမှတ်ပြီးတဲ့အချိန်မှာအကျွန်မပြီးခဲ့တဲ့9နှစ်ပေါ့နော်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လုပ်တော့ကျွန်တော်တို့မြို့နယ်ရုံးတွေရှိပါတယ်ရှင်။ကျွန်တော်တို့မြို့နယ်ရုံးတွေမှာအကျွန်တော်တို့ကတော့ဟိုပေါ့ရှင်ကျွန်မအရင်တော့ကတော့တကုံမဲစံတာနေရဲ့ အပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။အဲမှာတကုံမြို့နယ်ရုံးကိုကျွန်မရန်ကုန်ရောက်တိုင်းကျွန်မမြို့နယ်ရုံးမှာထိုင်ပါတယ်ရှင့်။ထိုင်ပြီးလို့ရှိရင်အပြည်သူလူထုကိုလည်းဒီဆိုရှယ်မီဒီယာပေါ့နော်။အဲဒီတော့ Facebook အရန်သုံးပါတယ်။အခုတော့ TikTok လည်းဖြစ်လာတယ်ပေါ့နော်။ဆိုလို့ရှိရင်ကျွန်မတို့ကအဲမှာရုံးထိုင်ပြီးလို့ရှိရင်ပြည်သူလူထုဘာပြောချင်လဲဆိုတဲ့ဟာပေါ့နော်။ကျွန်မရုံးထိုင်ပြီးတော့မှဟိုကြားနာပေးပြီးတော့မှဟိုဟာပေါ့တေချာရေးပြီးတော့မှဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲတေချာချရေးပြီးတော့ချမှတ်ပြီးတော့မှအဲဒီကိစ္စတွေဖြေရှင်းပေးတာဖြစ်ပါတယ်ရှင်။ဟိုဖြေရှင်းရတဲ့နီးလန်းနေရာတော့မြို့နယ်အဆင့်မှာမြို့နယ်ဌာနဆိုင်ရာတို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနေနဲ့ဖြေရှင်းရတာရှိသလိုဒါလွှတ်တော်ထဲမှာမေးခွန်းမေးပေးရတာအဲဒါမှမဟုတ်လို့ရှိရင်လည်းတိုင်းဆိုးရဆိုလို့ရှိရင်လည်းတိုင်းလွှတ်တော်ကိုယ်စားလှယ်ကနေပြီးတော့မှအဲတိုင်းလွှတ်တော်မှာဟိုဒီမေးခွန်းမေးပေးရတာဒီဒါလေးတွေဆောင်ရွက်ပါတယ်ရှင်။နောက်အဲ့ဒါကြောင့်မလို့ကျမတို့ကတော့အာဒါပြည်သူလူထုအဆုံးဖြတ်ကိုကျမတို့က အကြည့်ပြုစွာခံယူပါမယ်နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေကျွန်တော်တို့နိုင်ငံရေးပါတီဆိုတာဒါမူဝါဒနီလန်းအဖြစ်ပြည်သူလူထုကိုအကျိုးပြုခြင်းလို့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့အနေနဲ့တော့ဟိုနိုင်ရင်တော့ပို့ပြီးတော့မှလုပ်ဖို့အင်အားပိုရှိတာပေါ့နော်လွှတ်တော်ထဲမှာလည်းပြောလို့ရမယ်မေးခွန်းမေးလို့ရမယ်အစိုးတင်သွင်းလို့ရမယ်ဆွေးနွေးလို့ရမယ်အပြီးလို့ရှိရင်လည်းမီဒီယာတွေနဲ့လည်းကျမတို့ပြောဆိုလို့ရမယ်ပြည်သူအတန်ပေါ့နော်ပြည်သူအတန်ကိုကျမတို့ကကိုစားပြုတဲ့အတန်ကျမတို့ပြောလို့ရမှာဖြစ်ပါတယ်ရှင် အဲနောက်ဆုံးပေါ့နော်ဒီမေးခွန်းမေးသလိုပဲလွတ်တော်တွေမရောက်သွားသည့်တိုင်အောင်တောင်မှကျမတို့ကပါတီရုံးခန်းတွေမှာရုံးထိုင်ပြီးလို့ရှိရင်အဲကျမတို့များသောအားဖြင့်ကိုယ်စားလှယ်လောင်းတွေကပါတီရဲ့အမှုအမှုဆောင်တွေလည်းဖြစ်ပါတယ်ရှင်မြို့နယ်အမှုဆောင်တို့မဟုတ်ခရိုင်အတိုင်းဒေသကြီးပြည်နယ်အမှုဆောင်ဗဟုအမှုဆောင်တွေဖြစ်ပါတယ်ရှင်ဗဟုအလုပ်မှုဆောင်တွေဖြစ်ပါတယ်တော့အဲ့ဒါကြောင့်မို့ကျမတို့ကပြည်သူလူထုရဲ့အတန်အောင်တော့ပါတီအနေနဲ့စင်စက်မပြတ်နားထောင်ပြီးလို့ရှိရင်တော့ကျမတို့မှာ ဒီမဟာဗျူဟာနဲ့သူတေသနာကောမဒီဆိုတာလည်းဖွဲ့စည်းထားပါတယ်အဲ့ဒါကတော့ကျမတို့ပြည်သူလူထုရဲ့အတန်အောင်နားထောင်ပြီးလို့ရှိရင်အဲကျမတို့သူတေသနာတွေပြုမှာပေါ့နော်သူတေသနာပြုတာကတော့နီလန်း၃မျိုးရှိပါတယ်ရှင်နံပါတ်၁ကတော့ခုနကလိုပါတီရုံးခန်းတွေမှာပါတီနဲ့ပြည်သူလူထုနဲ့တွေ့ဆုံပွဲတွေမှာပြည်သူအတန်နားထောင်တယ်အဲ့ဒါနံပါတ်၁ပါရှင်နံပါတ်၂ကတော့ဒီပြည်သူတွေကြားထဲမှာစာပေကောက်တာပေါ့ရှင်ဒီ စစ်တမ်းကောက်ယူတာတွေပေါ့နော်ဒါတွေကျမတို့လုပ်လို့ရပါတယ်အပြည်သူလူထုကြားထဲမှာလည်းဆာဗေးစစ်တမ်းကောက်လို့ရတယ်လို့ကျမတို့ online ကနေလည်းကောက်လို့ရပါတယ်ရှင်နောက်တစ်ခုကတော့ကျမတို့ tax review ဆိုတာနိုင်ငံတကာက နိုင်ငံတကာရဲ့ပညာရှင်အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ထားတဲ့သုတေသနစာတမ်းတွေကျမတို့ဖတ်ပြီးလို့ရှိရင်နိုင်ငံတကာမှာဘာတွေကောင်းတာတွေဖြစ်နေလဲကိုယ်မြန်မာနိုင်ငံအကြောင်းဘာတွေရေးထားတာရှိလဲ အဲကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကဘာလဲဒါတွေသိအောင်ကျွန်တော်တို့ဆောင်ရွက်ရတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ကျွန်တော်တို့ online ပေါ့နော် online social media ပေါ့ရှင်အခု Facebook တို့ TikTok တို့မှာ comment တွေကိုကြည့်ခြင်းအပြင်ပေါ့နော်တချို့ comment တွေကလည်းအလဟတ်တပေါ့နော်တယောက်နဲ့တယောက်အဲဆဲဆိုခြင်းလို့ရေးထားတာတို့တိတ်ခါကြတိတ်ခါချခြင်းလို့ရေးတာတွေရှိတယ်လို့ပဲပြည်သူအတန်အောင်လဲမှန်မှန်ကန်ကန်ရေးထားတာတွေလည်းရှိပါတယ်ရှင်ဒါတွေကိုကျမတို့က ဆိုရှယ်မီဒီယာနေနားထောင်ပြီးလို့ရှိရင်ကျမတို့ပြည်သူလူထုရဲ့လူအင်ဆန္ဒနဲ့ပြည်သူလူထုရဲ့အခက်ခဲတွေပေါ့နော်လူအင်ဆန္ဒတွေကိုပြေဝစေပြီးတော့မှအခက်ခဲတွေကိုဖြေရှင်းပေးတဲ့မူဝါဒတွေနဲ့ကျမတို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင့်အဲ့ဒါကြောင့်မလို့ကျမတို့ပါတီဟာနဲ့ကျမတို့ပါတီဟာခုနကပေါ့နော်ဒါဒါဟိုပါရှင်နေပြည်တော်ကောင်စီနယ်မြေရဲ့ နေပြီးတော့ပြည်အောင်စုနယ်မြေမှာရှစ်မြို့နယ်ရဲ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်ကြီးလိုက်တာနဲ့တင်လူကြီးလူငယ်လူလတ်ပါဝင်တယ်အမျိုးသမီးအမျိုးသားစုံအောင်ပါဝင်တယ်ပြီးလို့ရှိရင်ကျမတို့ဟိုဒီ professional background ပေါ့နော်ရထားတဲ့ပညာတွေဘွဲ့ရထားတဲ့ဘွဲ့နဲ့ပညာတွေလောက်ကိုင်းတဲ့အလုတ်ကိုင်းတွေအဲဒါတွေလည်းကျမတို့တွေ့ရှိရမှာဖြစ်ပါတယ်ရှင့်ကျမတို့တနိုင်ငံလုံးတိုင်းတာနဲ့ဒီလိုပုံစံလေးတွေဖြစ်ပါတယ်နောက်အဲ့ဒါကြောင့်မို့လို့ကျမတို့က ပါတီဝင်တို့ပါတီအနေနဲ့တော့ကျမတို့ရွေးကောက်ပွဲနိုင်တဲ့လူလဲရွေးကောက်ခံကိုယ်စားလှယ်အနေနဲ့လွှတ်တော်တက်သွားကြမယ်မနိုင်မဲနဲ့ကြံခဲ့တဲ့သူကလည်းပါတီနဲ့ဆက်လက်ပူးပေါင်းပြီးတော့မှပါတီရဲ့အဓိအဓိကကိစ္စဖြစ်တဲ့ဒါပြည်သူလူထုအတန်နားထောင်ပြီးတော့မှပြည်သူလူထုရဲ့အခက်အခဲကိုဖြေရှင်းနိုင်တဲ့ပြည်သူလူထုရဲ့လူဝင်ဆန္ဒတွေကိုပြေဝစေနိုင်တဲ့ကျမတို့မူဝါဒတွေရေးဆွဲပြီးတော့မှ အဲလွှတ်တော်ထဲမှာကျမတို့ပြည်သူကိုစားကိုပြည်စုပြည်သူကိုကိုစားပြုပြီးတော့မှကျမတို့ဆိုးရရနဲ့ပေါ့နော်ဟိုအပြန်လန်ထိန်းချောင်းချင်းလမ်းစဉ်နဲ့ကျမတို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်